ကျွန်တော်ဒီနေ့တွေ့ဝိထုရိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါသေး။ဒီဝိထုရိုလေးကို ရေးသားထားသူကတော့ဆရာကြီးမင်းယူဝေပဲဖြစ်ပါသေး။ဝိထုရိုလေးကိုဖတ်ခွင့်ပြုပါရန်ဆရာကြီးသက်ဆိုင်သူမိသားစုဝင်များကို ကျွန်တော်ဒီနေရာကနေပြတော်ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းချမ်းသာကြပါစီဗျာအေးတော်ဘုံအောင်ကူအောင်ရမြည် တော်ခွန်ပုံတော်ခွန်ပုံဤထူသားချက်မှာအများက သူ့ကိုလွန်စွာဖျားတရားကျင်ညိုသူဟူ၍ထင်မှတ်စေလိုခြင်းဖြစ်ပေသည်တော်ခွန်ပုံတယောက်ကဖြင့်တေဖျားတရားကျင်ညိုတာပဲရှင်းဟူသည့်အတန်မျိုးကိုကြားရလင်းတော်ခွန်ပုံသည်အလွန်ပီတိဖြစ်တတ်လေသည်ထို့ကြောင့်သူသည်ဖျားကိုမကြာခဏရှခိုးလေသည်ဖျားရှခိုးရ၌လေသူ၏အတန်ကိုတိုင်လုံးသာမကား အိမ်ရှိအိမ်အိမ်နောက်အိမ်များမှာပါကြားကြစေရန်တန်ကုန်ဟိတ်၍ရှခိုးလေသည်စင်စစ်နကိုတန်ထက်နဆတိုး၍ဟဲ့ဩရွဆူရသည်မှာတက်တာသည်မဟုတ်အာလဲ၆တလိုမောလဲမောသည်တို့ဖြစ်၍ဖျားရှခိုးပြီးသောခါများတို့တွင်ဒေါ်ခွန်ပုံသည်အိမ်ပေါ်မှကလေးမဆောကိုအမြန်ရေခတ်ခိုင်းကကမန်ကရန်တောက်ချရလီသည်ဟဲ့မီဆောငါ့ကိုရေတစ်ခွက်ခတ်လာစမ်း တဲဒီသေးနာမလေးငါပြောတာမကြောက်ဘူးလားမြန်မြန်ခတ်လာခဲ့စမ်းဆိုတာဒေါ်ကွန်းပုံကြီးအတန်ကိုဖျားရှစ်ခိုးတန်အဆုံးတွင်မကြာမကြာကြားခဲ့ရပြီသည်ထို့အပြင် စကားပြောရ၌လေဒေါ်ကွန်းပုံသည်ဖျားရှင်၏နာမတော်ကိုတက်နိုင်သမျှထဲ့သွင်း၍ပြောလိရှိဒီနေ့သတင်းစာထဲမှာပါလာ၏ဆက်တထေးတဟုပြန်ပေးဆွဲခံရသည်ကြောက်เสียပဲရှင် ခစ်ကြီးကိုကမကောင်းပါဘူးဒါကြောင့်ကျမဖြင့်ဖះဝဲအမြဲဖက်နေရတာပဲဟူ၍၎င်းဖះဖះကြရတာနာမချမ်းသာစရာရှင်ဒီလိုမမြကြီးကလင်ကြီးခွေရမှာအိမ်နာကကောင်ကလေးနဲ့စခန်းသွားနေတာကို အရက်ကတိကျရောတယ်လားကဲကဲဆက်ဆမ်းမအောင်ဟူ၍၎င်းဒေါ်ကုန်းပုံဒီသူ့မိတ်ဆွေတို့နဲ့ပြောဆိုနေတတ်လီသည်ထုံမြမကဒေါ်ကုန်းပုံဒီတန်းဝေရနိုင်လေ ဟွာဖះဖះဟူဟဲ့អော်တန်းဝေရဒီမှာအမောအញ្ញောင်းဆန့်ရနိုင်လေကျွတ်ကျွတ်ဖះဖះဟူညှိတွားရဒီမှာအပင်တပန်းပင်ဖြစ်တော်သည်အိမ်ဖော်မာလေးမဆော့ဖို့ဒေါ်ကုန်းပုံတန်းဝေသည့်အခါတွင်မူဘာမှမထောင်းတာသို့တော်လေကျွတ်ကျွတ်ဖះဖះဟူအញ្ញောင်းဆန့်လိုက်ပြီဆိုလင်ကတက်တာတော့မြည်မဟုတ်ထိုအတန်နဲ့မရှင်းမနှောင်းပင်ဟဲ့မိစော့ ငါလာနှိပ်ပေးစမ်းဟူသောတန်ကိုကြားရကာ나이ပေါင်းများစွာနှိပ်ပေးရလေတော့သည်ထိုသောနှိပ်စဉ်မတော်တဆခဏနာလီနှိပ်မိသောခါများတွင်အမလီဖျားဖျားနာလိုက်တာကမြင်းမတရောင်နဲ့တအားကျိတ်လိုက်တာဟူ၍ဒေါ်ကုန်းပုံဤကြောက်မဲ့ဖွယ်ရာငေါငန်းမြီတွန်ခြင်းကိုမဆော့ခံရတတ်၏တခါတည်းဟန်တွင်မူပေါင်တွင်းကြောလိန်သည်ကိုပါခံလိုက်ရတတ်သေးသည် ကျွန်တော်ဦးလေးအိမ်တို့ရောက်ရှိသွားတိုင်းဒေါ်ကွန်းပုံကိုတွေ့ရပြီသည်ဒေါ်ကွန်းပုံမှာဦးလေးနှင့်မကြီးတော်ဆက်လေသည်အသက်မှာမူ90ခန့်ရှိအောင်မည်အသားဖြူဖြူဝေါဝါဖိုင်ဖိုင်နှင့် ဝင်ကျွမ်းသောအမူအရာရှိသည်သူသည်ပါလျရ၍အစဉ်အသွေးနှုသည့်ဝတ်စားရုပ်ကိုမှရွေးပြီးဝတ်တတ်သည်သူ၏သပင်ဖြူရုပ်ကစေဆိုးထားလေရှိသဖြင့်ဤကြံသောအတွင်ကိုပင် ဆောင်၍နေပြီ တခါကဒေါ်ခွန်းပုံသည်အစိုးရရာရှိကြီးတဦး၏ဇနီးဖြစ်ခဲ့ဘူးသည်ယခုခါ၌မူခင်ပွန်းတယ်ဆောင်းသွားသည်ဖြင့်မုတ်ဆုံးမဖြစ်နေထိုင်လာခဲ့သည်မှာငါနှစ်ခန့်ကြောပြီတာတမီလည်းမရှိတကိုယ်လေးလည်းဖြစ်နေသည်ဖြင့်သူ၏ခင်ပွန်းတယ်ဆောင်းပြီး၍မကြမီမှာပင်ဦးလေးနှင့်ဒေါ်လေးတို့အိမ်တွင် လာရောက်၍နေထိုင်လေသည်သူသည်ဒေါ်လေးထက်ဆယ်နှစ်လောက်ပို၍ကြီးမည်သူတို့ညီကိုမောင်နှမတွေတွင် ူကအကြီးဆုံးဖြစ်၍ဒေါ်လေးကအငယ်ဆုံးဖြစ်လေသည်မိဘများ ဆုံးပါသွားကြသလိုအခြားညီကိုမောင်နှမများလည်းမရှိကြတော့ပြီခင်တွယ်စရာဆို၍ဤညီအမနှစ်ဦးသာကြံတော့သဖြင့်ဒေါ်လေးသည်အဆဆရာရာတီးခံကသူ့ကိုလက်ခံပြုစုထားလေသည်စင်စစ်တွင်ဒေါ်လေးနှင့်ဒေါ်ကွန်းပုံမှညီအမဆိုတော်လဲတအူးနှင့်တအူးစိတ်သဘောချင်းမတူ အမှုအကျင့်ချင်းမတူကြပြီ။ အဖြူနှင့်အမဲကဲ့သို့ကွာခြားလာပြီသည်ကျွန်တော်သည်ဦးလေးနှင့်ဒေါ်လေးကိုလွန်စွာခင်မင်သဖြင့်သူတို့အိမ်သို့မကြမကြာသွားလိရှိသည်တခါတရံညအိမ်ညနေပင်နေရသည် ထိုအခါများ၌ကျွန်တော်သည်ဒေါ်ကုန်းပုံနှင့်ဆုံတွေ့ရပြီသည်ထိုသို့ဆုံတွေ့ရ၌ယခင်ခါများကမူဒေါ်ကုန်းပုံကို တွေ့လင်ကျွန်တော်သည်မြည်သောမြထူကြခြင်းမဖြစ်ခဲ့ပြီသို့တော်ယခုခါ၌ကား သူ့ကိုတွေ့တိုင်းတယောက်ထဲချက်၍ပြုံးမိနေလေတော့သည်စင်စစ်တော်ကတခါကတွေ့ကြုံခဲ့သောဖြစ်ပျက်တစ်ခုကို ကျွန်တော်ပြည့်၍မြင်အောင်နေသောကြောင့်ပင်ဖြစ်ပေသည်အချိန်ကယမန်နှင့်ဝါဇိုလာပြည်နေပင်ဖြစ်၏နက်နက်ဆောဆောမှစ၍မိုးသည်တစိမ့်စိမ့်ရွာသွန်းလျက်ရှိရာနေလေဘက်တွင်မှတိတ်သွားလေသည် ကျွန်တော်လဲမိုးအေးတွင်ကိုွေ၍စာဖတ်နေရာမှမိုးတိတ်သွားသောအခါ ဦးလေးတို့အိမ်စီတို့ထွက်လာခဲ့လေသည်ဦးလေးတို့အိမ်တို့ကျွန်တော်ရောက်ရှိသွားသောအချိန်၌ကဦးလေးမှအိပ်ပျော်နေပြီးဒေါ်လေးကလေကန်းတွင်မိဘူးတိုက်နေသည် နောက်ဖေးဘက်၌မဆောကတဝောင်းဝောင်းနှင့်ဝင်များလျှော်ဖွင့်နေသည်ကျွန်တော်ကိုမြင်လင်ဒေါ်လေးကဟောငါတူပါလားလာဟေးမနှက်ကတောင်မင်းများပေါက်လာမလားဆိုပြီးငါတို့မျှော်နေကြသေးတယ်ဒီနေ့မင်းကြိုက်တဲ့စက်သားဟင်းချက်တဲ့ကွယ် ဒေါက်ထက်မင်းဥပုပ်ရသေးလားဥပုပ်မရရင်တော့ညနေကျမင်းဦးလေးနဲ့တူတူစပြီးမှပြန်တော့ဟုစီး၍ပြောသည်ကျွန်တော်ကကျွန်တော်ဥပုပ်မရခဲ့ဘူးဒေါ်လေးရဒေါ်လေးတို့ရောရကြလားဟုမေးလိုက်သည်ဤတွင်ဒေါ်လေးကမင်းဦးလေးတော့မရဘူးကွယ်ဒေါ်လေးနဲ့မမပဲရကြတယ်မမတယောက်တော့စောစောကပဲတရားနာထွက်သွားလေရဲ့တော့ကြပြန်လာလိမ့်မယ်ထင်တယ်ဟုဆိုလေသည် ကျွန်တော်လဲဒေါ်လေးနေနိုင်ထိုင်ကစကားစမြည်ပြောနေသည်ဒေါ်လေးကလည်းမိဟူတိုင်ရင်စကားလန့်လန့်ပြောသည်ဤသို့ဖြင့်ကျွန်တော်တို့တူကြီးနှစ်ယောက်စကားကောင်းနေကြစဉ်အိမ်ရှိသူကားထိုးရက်တန်ကြားလိုက်ရသည်ဒေါ်လေးကတစ်ချက်လန့်ကြည့်ပြီးနောက်ဟောမမတို့တရားပွဲကပြန်လာကြပြီဟု ကျွန်တော်ကိုပြောသည် ကျွန်တော်လန့်ကြည့်လိုက်သောအခါဒေါ်ကုန်းပုံနှင့်ဖော်နှူးတို့ အိမ်မော်တို့တက်လာကြသည်ကို တွေ့ရသည်ဒေါ်ကွန်းပုံနှင့်ဖော်နှူးကို အဝေးမှမြင်လင်ပင်ဥပုပ်တင်များဖြစ်ကြောင်းလွဲကူစွာသိနိုင်ပေသည် သူတို့သည်နိုင်လွန်အင်းကြီးဖြူနှင့်ယောဂီအောင်ပိုးရွန်လုံးကြီးကိုစီဝတ်ထားကြသည်ယောဂီတစ်ပတ်များကိုလည်းလယ်တွင်တိုက်ထားကြသည်သူတို့လက်တွင်ကစိတ်ပရိများမှအထူးမြင်သာလာတော်သည်ကဲကဲထိုင်ကြပါဦးဟု ဒေါ်ကုန်းမုံကသူ့အဖော်များကိုနေရာထိုင်ခင်းပေးပြီလင်မတ်ကြည်ရေဒီမှာဧည့်သည်တွေပါတယ်ဟိအာလုံးဥပုပ်သည်တွေကြီးပဲလင်းမနစ်ကလေးများ ယူလာပါအောင်ဟုဒေါ်လေးကိုလှမ်းပြောလိုက်သည်ဒေါ်လေးကလည်းဟုတ်ကဲ့မမဟုပြောပြီလင် နေရာမှထကမိဖို့ကြောင့်တဲ့သို့ဝင်သွားလေသည် မကြာမီဒေါ်လေးသည်ဖန်ခွက်လေးခွက်တွင်ထည့်ထားသည့်လင်းမနစ်တို့ကိုဘန်းတစ်ခုတွင်ထည့်ကာယူဆောင်လာသည် ကျွန်တော်ဤရှေ့သို့ရောက်သောအခါကျွန်တော်တောက်ရန်တစ်ခွက်ပေးခဲ့သည်ကြံသုံးခွက်ကိုမူဒေါ်ကုန်းပုံတို့ရှေ့တွင် နေရာတကျသွားရောက်ချထားလိုက်လေသည်ထို့နောက်လောကုတ်စကားအနေငယ်ပြောပြီးလင်သူတို့ထံမှဖဲခွာကယခင်အတိုင်းပင်မိဟူတိုင်ရင် ကျွန်တော်နှင့်စကားစမြည်ဆက်ပြောနေလေသည်ဒေါ်ကုန်းပုံတို့သည်လည်းလင်မင်းများတောက်ရင်စကားပြောနေကြသည် ကျွန်တော်ဤနေရာမှကြည်လင် ဧကန်းတွင် သူတို့ထိုင်နေကြသည်ကို ကောင်းစွာမမြင်ရောသို့တော်လေသူတို့ဤစကားပြောဆိုနေကြတန်ကိုကတစ်ချက်တစ်ချက်တွင် ကောင်းစွာကြားရသည်ကောင်းလိုက်တဲ့တရားရှင် ကိုတော်လေးရဲ့အတန်လေးကလည်းကောင်းလိုက်တာမပြောပါနဲ့တော့တော်ကုန်းပုံဤအတန်ဖြစ်လေသည်ဟုတ်တယ်ရှင်ကိုတော်လေးကတပ်ပယ်လိုက်တာကလည်းလွန်ရောအသားကလေးများဝင့်ပီထိနေတာပဲအဖို့တူဤအတန်ဖြစ်သည် ဒါနဲ့တရားပွဲမှာမမကြီးတယောက်မြင်လိုက်ကြရဲ့လားလင်ကြီးငုတ်တုတ်ထားပြီးကွယ်ရမှာမဟုတ်တာတွေသာလုပ်နေတယ်သူတော်ကောင်းနံမဲတော့ခံကျင်လိုက်တာလွန်လို့အချောဖော်တယောက်ကြီးအတန်းဖြစ်သည်ဟုတ်ပါရှင်ကျမဖြင့်သူအစာရှက်မိပါရဲ့ဒါနဲ့သူ့ရောက်ကြကရောဒီအကြောင်းဘာမှမသိဘူးလားအိုးသူ့ရောက်ကြလောက်နုံနာအရာလောကမှာမရှိပါဘူးရှင် ဥပုပ်ကြီးနဲ့ပြောရအောင်မေ ူရုတ်တက်သွားတာနဲ့တပြိုင်နက်ဟိုကတခါတည်းရောက်လာရောဆိုပြီးအိမ်ကြီးချင်းတွေကတော့မမြင်ချင်မှဆုံးပေါ်အဲ့မာရဲ့ရှင် ကို့သားလောက်ကလေးနဲ့များဖြစ်နေလိုက်တာ ကျွန်တော်ဒီဥပုပ်သေးတို့ဤစကားတို့ကိုကြားရတော့အခါလွန်စွာပင်အံ့ဩနေမိလေသည်ညနေဆောင်တို့ရောက်တော့အခါကျွန်တော်ဒီဥလေးနဲ့အတူညစာထမင်းကိုမြင်ရှက်စွာစားလေသည်ထို့နောက်အိမ်ရှိကန်းတို့ထွက်ခါ ။လက်ဖက်ရည်ကြမ်းတအိုးကိုအလဲချပီးလင်းအေးလူလူစကားပြောနေကြလေသည်။မကြာမီမောင်စာပြို့လာပြီးဖြစ်သဖြင့်မိများထွန်းရလေတော့သည်။မိယုံထွန်းလိုက်သည်နှင့်တပြိုင်နက်ဒေါ်ကုန်းပုံဤစုရှကျဲလောင်သောဖျားရှိခိုးတန်ကိုလည်းကျွန်တော်တို့ကြားရလေသည်။ကျွန်တော်လည်းဦးလေးနှင့်စကားလက်ဆောင်ကြကားရှေဟောင်းနှောင်းပြင်းများသောသကောင်းဦးလေသွားသည်ဖြင့်ညံ့နမမသိနဲ့သွားလေတော့ဤ ခဏကြာတွင်ဦးလေးကစကားစကို ရုတ်တရက်ဖြတ်လိုက်ခါဟောဟေးငါတို့စကားကောင်းနေလိုက်တာ အတော်တောင်ညက်နဲ့သွားပါဘကောကဲငါတူဒီညမင်းဦးလေးတို့အိမ်မှာပဲအိပ်ပြီးတော့နော် ဟုဆိုသည်ထို့နောက်ဆက်၍ခလန်းလန်းတနေရာတွင်ပရိစိတ်နေသောတော်လေးကိုမကြည့်ဒီညမင်းတူဒီမှာပဲအိပ်လိမ့်မယ်ဟေးအဲ့ရလေးဘာလေးပြင်ထားလိုက်ပါကွာဟုလှမ်းပြောသည်ကျွန်တော်လဲအချိန်မလာတော့သဖြင့် ဥလေး၏စကားကို လက်ခံသောအနေဖြင့်စိတ်စိတ်ပင်နေလိုက်လေ၏မကြမီကျွန်တော်သည်ဒေါ်လေးအင့်ပြင်ထားသောအိယာဘော်သို့ရောက်၍ခေါင်းချလိုက်သည်နှင့်တပြိုင်နက်အိပ်ပျော်၍သွားလေ၏မောမောဖြင့်မိမြကြောင်အိပ်ပျော်နေသည်မသိတကောင်လောက်တွင်မှ ရုတ်တရက်လန်နိုးသွားသည်နိုးသည်နှင့်တပြိုင်နက်ရေလဲစာလာသည် ကျွန်တော်လဲရေထောက်တောက်ရန်အတွက် အနည်းရှိသပွဲပေါ်တွင် တင်ထားလိရှိသော လက်နှိတ်တမီးကိုရှောက်ဖွေရာမတွေ့ကြည်အခါတိုင်း၌ဒေါ်လေးသည်ကျွန်တော်အသုံးပြုရန်ဟူ၍လက်နှိတ်တမီးကိုစပွဲ၌တင်ထားလိရှိသည်ယနေ့ညဖို့မူမေ့လျော့သွားဟန်တူသည် သို့တော်လဲကိစ္စမရှိ ရေအိုးမှာထမင်းစားကန်းတွင်ရှိသည် ကျွန်တော်အိမ်သောအခန်းနှင့်ရေအိုးထားသောနေရာမှာ မဝေးလာပြီအမောင်ထဲတွင်အตาအရာဆန့်လျှောက်သွားနိုင်သည်ကျွန်တော်လည်းတရွေ့ရွေ့ဖြင့်ဆန့်လျှောက်လာရာ မိဟိုဘက်စီမတစ်ချက်တစ်ချက်လက္ခဏာလက္ခဏာဖြစ်သွားသောလက်နှိတ်တမီးအောင်ကိုရုတ်တရက်တွေ့လိုက်ရ၍ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွား၏တခွလုံးတဝက်လုံးတိမ်သားလုံးအိမ်မောကျနေသောဤချိန်တွင်မိဟိုရဲ၌မြည်သူသည်မြည်သည့်ကိစ္စဖြင့်ရောက်ရှိနေပါသည်နီကျွန်တော်သည်တိလိုသောဖြင့်မြင်နိုင်လောက်သောနေရာမှတစိတစောင်းချောင်း၍ကြည့်လိုက်မိသည်ကျွန်တော်သည်မိမိမျက်စိများကိုပင်မယုံနိုင်လောက်အောင်ဖြစ်သွားသည်ဖြင့် တောင်းအန်းနှင့်ယက်နေမိသည်ကျွန်တော်မြင်လိုက်ရသည်မှာကမိတ်လိုက်ဖွင့်လိုက်ဖြစ်နေသောလက်နှိတ်တမီးအောင်အောက်တွင် ဥပုပ်တဲ့ဒေါ်ကုန်းပုံကြီးတယောက်ကြောင်အိမ်ထဲမှစက်သားဟင်းများကို အာပါတရကైဝါးစားတောင်းနေပုံပင်ဖြစ်လေတော့ဤကျွန်တော်လဲကြောင်ကြည့်နေရမှရုတ်တရက်သတိရကရေအိုးကိုတမ်းမမီအောင်ဂယုတစိုက်ဖွင့်ခတ်တော့ပြီးလင်ကျွန်တော်ဤအိယာစီတို့လင်းမြန်စွာဆန့်၍ပြန်ခဲ့ရလေဤ နက်နက်လင်းတော်ဒေါ်ကုန်းပုံဤကျေလောင်သောဖျားရှိခိုးတန်ကြောင့်ကျွန်တော်နိုးလာရလေတော့သည်ကျွန်တော်ထမင်းစားကန်းထဲသို့ရောက်ရှိသောခါ၌ကစပွဲတွင်ဦးလေးနှင့်ဒေါ်လေးတို့လက်ဖက်ရည်တောင်းနေသည်ကိုတွေ့ရသည်ဒေါ်လေးကလာဟေးလက်ဖက်ရည်တောင်းလိုက်ပါဦးဟုဆိုကလက်ဖက်ရည်ကိုခင်းအားထဲမှငဲ့ပြီးကျွန်တော်အားပေးလေသည်ထို့နောက်ကျွန်တော်စားရန်ပေါင်ပေါင်းတစ်ချက်ကိုလီးနေသည် ဦးလေးကမူလက်ဖက်ရည်ကိုတကြိုက်တောက်ချလိုက်ပြီးငါတူမနှက်စစပြီးမှပဲပြန်တော်ပေါ့ကွာဟုဆိုသည်ထိုခိုက်ကျွန်တော်ဤနောင်နာမှခြေတံကျသဖြင့်လှည့်ကြည့်လိုက်ရာဒေါ်ကုန်းပုံကြီးကိုတွေ့ရသည်ဒေါ်ကုန်းပုံသည်အနိရှိကလက်ထိုင်တလုံးတွင်ဝင်ရောက်ထိုင်လိုက်ရင်ကဲကဲအာလုံးမေအမြဟေးအမြအမြအင်းတရင်တခါတော့အောင်းတော်ပြန်ပြီဟူ၍သူဥပုပ်ဆောင်သည်ကိုအမြပေးကား ကျေနပ်တလို့ဥရန်ကျူးလိုက်လေသည်ဤတွင်ကျွန်တော်သည်လဲပေါင်မှုကိုကြိုက်ဝါနေရမှတယောက်ထဲကျိတ်ခါပြုံးလိုက်မိလေတော့သည်မင်းယူဝေး